အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ YouTube channel ရဲ့လေးရံကျွန်တော်ပြန်ကြိုဆိုလိုက်ပါဒီနေ့ကတော့ကျွန်တော်ဂျပန်ရေပွဲလုံးကြော်လေးလုပ်ကြပါမှာဖြစ်ပါတယ်ဗျာအရင်ဆုံးကျွန်တော်တက်ကိုယာကီအပုံလေးတွေကိုကျွန်တော်စလုံးလုံးတော့မှာပေါက်ထည့်မယ်ကြုတ်ထည့်ပါမယ်ကြုတ်ထည့်ပွားရင်တော့ကျွန်တော်တကြားလေးအနှဲငယ်ထည့်ပါမယ်ဗျာတကြားထည့်ပွားရင်တော့ကျွန်တော်ရေအနှဲငယ်ထည့်ပြီးဖြောပါမယ်ဗျာโอเคဒါမျိုးရေလေးဖြည့်ပွားပြီဆိုရင်တော့ကျွန်တော်မွေရံနဲ့ကျွန်တော်သမအောင်ကျွန်တော်ဒီကောင်ရောပြီးတော့ကျွန်တော်မွေပါမယ်ဗျာ လုံနည်းသေးသေးမသိကြပါနဲ့ရှင်ကျွန်တော် YouTube channel လေးကို subscribe နဲ့ကျွန်တော်ရှင်မလာပြီးတော့မေးလို့ရပါတယ်ဗျ Okay ဒါမျိုးလေးပြစ်သွားပြီးမွေးပွားပြီးဆိုရင်တော့ကျွန်တော်ဘူးတဘူးတွေမှာကျွန်တော်အကုန်လုံးလောက်ထည့်ပါမယ်ဗျအရင်ဆုံးကျွန်တော်ပြင်ထားတာကတော့ရေပွဲလေးပါမယ်ကျက်သွမ်းမိတ်လေးကျွန်တော်ပါပါမယ်ဗျ okay ဒါမျိုးတကူရကီလောက်တဲ့ပန်လေးရှိပါတယ်ဗျအဲ့ဒီပန်လေးကိုကျွန်တော်ပုံမှန်ကမီးဖို့သေးသေးလေးတော့မှာကျွန်တော်မီးပုံမှန်နေရလေးနဲ့ကျွန်တော်တင်ထားပါတယ်ပြီးရင်ကျွန်တော်ဆီတုပ်ပါမယ်ဗျဆီတုပ်ချင်လည်းရပါတယ်ဘတာတုပ်ချင်လည်းရပါတယ်ဗျတကူရကီအရေးထည့်ပါမယ်ဗျ โอเคဒါမျိုးချက်တော့မယ်လေးကျွန်တော်နန်းငယ်ထည့်ပါမယ်ဗျထည့်ပြီးွားရင်တော့ဒီရေပွဲလုံးခဲထားတဲ့အရေထဲမှာကျွန်တော်တချမ်းလေးရောင်းပါမယ်တရားကြောင်တော့လုတ်ပုံလုံးကြီးမတူကြဘူးကွာနော်တစ်ယောက်ကကြောလည်းတစ်ခါလည်းလှဲတာရှိရဲတချို့ကကြောလည်းနှစ်ခုကိုကတ်တာရှိပါဗျကျွန်တော်တော့လှဲလှဲပြီးလုတ်သွားတာပါဗျအဲဝိုင်းညီအောင်လို့ပါဗျလှဲလှဲပြီးတော့ကျွန်တော်လိုအပ်တဲ့နေရာလေးကိုအရေထက်ထည့်ပြီးဖျမ်းပါတယ်ဗျโอเคဒါမျိုးလေးရလာပြီးတော့နော်ဒါဆိုရင်တော့အတင်းဆောက်ရတဲ့ဂျပန်ရေပွဲလုံးကြော်လေးရလာပါပြီဗျကျွန်တော်ရဲ့ YouTube channel လေးကို subscribe လေးနှိပ်ပြီးတော့ကိုင်းရန်ပေးကြပါဦးဗျာအားလုံးကျေးဇူးတင်ပါတယ်ဗျ